ွေးကောက်ပွဲနဲ့ပတ်သက်ပြီးရှမ်းပြည်နယ်တောင်ပိုင်းနောင်မွန်မြို့မှာနေထိုင်ကြတဲ့ဒေသခံအမျိုးသမီးတွေဘလောက်သိနေကြပြီလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပယ်နေမှာလုံမဲ့ဆိုတာတော့မတီးတော့2015မှာလုံမဲ့ဆိုတာတီးတယ်။ဟုတ်ကဲ့။တီးကြတော့မတီးဘူး။ဘာလို့ဆိုကျမလည်းရေဒီယိုတွေပါနားမထောင်ရအောင်။ဒီကောက်ပွဲနဲ့ပတ်သက်လို့ကတော့ကျမတို့အသက်16နှစ်အထက်မဲပေးရမယ်အဲ့ဒါ။ မဲပေးမဲဟာတော့တိတယ်ဟောပေပေနေပေလာဆိုတော့မတိတယ်ရှိတယ်ရှိမယ်ဆိုတော့ကြားတော့ကြားတယ်ဟောအရင်နေ့ကကျမမရှိဘူးဟောအလုတ်တာလုတ်တော့ဟောအလုတ်တာလုတ်တော့အမပဲထည့်ပေးတော့ကျမလည်းအိမ်ပြန်နေအဲ့လောက်ထိမထွက်ရသေးဆိုဘာမှမတိသေးဘူးရှင်အမမဲပေးမဲဆိုကောက်တဲ့ဟာတော့အဲ့ဟာတော့ကြားတော့ကြားတယ်ဟောအဲ့လောက်တော့မစုံစမ်းသေးဘူးဟော ဝယ်သွားနေရတာနေ့တိုင်းနေ့တိုင်းတလားနှစ်လားတော့ကြော်ကြော်ရှိနေပြီကောက်ဆိုင်တွေပဲသွားသွားနေရတာနားတော့မနားရညဆိုလဲအပိုယူယူပြီးမှမိုးချုံမလာရတာဒီနေ့မှပဲအစောပြန်လာရတာအဲ့ဒါကြောင့်မလို့မတည်ဘူးတရှိကြော်ပေးရမယ်လို့ပြောထားတော့လူများအိမ်တကြီးအိမ်နာစာပြစာရေးထားပြီးမှပြထားတယ်ဟိုနေ့တော့ပြီးတော့ကျမတို့အိမ်တော့9ရက်6ရက်တော့မကဖဲရမှာလေ ကလေးတွေယောက်ျားလေးတွေအများတော့16ယောက်18ယောက်ဆိုအသက်16 18 18တယောက်ရှိတာကလေးကယောက်ျားလေးတွေအဲ့ဒါကြောင့်မို့ကျမတို့အိမ်အဖေအမေကျမယောက်ျားကျမတို့တူလေးရနှစ်ယောက်အဲ့လိုမျိုးပေါ့အလောက်အန်တော့လူများသွားထဲခိုင်းနေသွားထဲရမှာပဲလို့အဲ့လိုမျိုးတော့ရီမန်းထားပါဟုတ်အလုတ်အားမအားလဲလူများခိုင်းသွားဆိုသွားရမှာပဲလေသွားထဲမှာပဲလို့လူများသွားလဲကျမတို့လည်းသွားမှာပဲပေါ့နော် အဲ့လိုမျိုးတီတော့တီတဲ့တိုင်းပဲရတော့တမတီဘူး။တီအိမ်ထောင်စုစရင်အဲ့ဒီဟိုကောက်တဲ့ဆိုရင်အဲကိုအိမ်ထောင်စုစရင်ကိုတော့ပြီးလို့ရတယ်။အဲပြီးပြီးလို့ရှင်ပြီးပြီးတဲ့ဘုနာမေပြောတော့မလားပင်နေလို့ငါးရောက်တော့ရှိတယ်လို့နော်။ငါးရောက်ရှိတာအကြီးတယောက်နဲ့အငယ်တယောက်ကတော့အိမ်ထောင်ခွဲသွားပြီလို့အဲ့လိုမျိုးပြောလိုက်တာ။ဒါပေမဲ့သူကပြောတာဟော အေးဒီစရင်ထဲမှာမခွဲရဘူးဆိုရင်ပါနေမယ်လို့အဲ့လိုမျိုးပြောတာတူတူပါတူတူပြောတဲ့အတိုင်းပဲထဲတာပဲဆိုလေတို့ကဒီတီဟာဒီဟာထဲဆိုအဲ့ဒါပဲထဲလိုက်တာပဲတူတူပြောတာအဲတယောက်တစ်ပောက်လည်းပြောပါတော့အေးကျမတို့ကအဲ့ဒါပဲထဲတယ်အေးကျမလည်းအဲ့ဒါပဲထဲအမျိုးကျွန်တော်လည်းအဲ့ဒါပဲထဲဆိုအဲ့လိုမျိုးပြောကြအေးလိုက်ပြီးထဲတာပဲကျမတို့ကလည်းအဲ့လိုမျိုးဖြစ်တာအေးတို့များကောင်းလည်းကောင်းပေါ့တို့များဆိုးလည်းဆိုးပေါ့အဲ့လိုမျိုးဖြစ်တာပဲ အဲမဲ့အတော်တော်ဆိုအားလုံးပဲကောင်းစေခြင်းနဲ့เนาะကောင်းကွန်းမှုမှုပဲနေစီခြင်းเนาะလှ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 ုပ်ရှားစီခြင်းနဲ့အဲလိုမျိုးပဲဖြစ်စေခြင်းနဲ့ဆန္ဒတော့အဲဘာမှအနောက်ဆက်ဘာမှမဖြစ်စေခြင်းအဲလိုမျိုးပဲစိတ်ဟိုစားတဘောထားတာပေါ့เนาะအဲလိုမျိုးပဲတွေးတာပေါ့အဲကောင်းကောင်းပြီးဆိုပေမဲ့ပတူပဲလှုပ်လှုပ်ပေါ့เนาะဒီဟိုစားလူကြီးတွေပေါ့เนาะအဲအဲ့ဒါကောင်းတဲ့လူပဲကြိတ်တာပေါ့အစိုးရကဘာမှမကြိတ်ဘူးเนาะ